တရုတ်ရဲ့အင်တာနက်စင်ဆာတီးဖြတ်မှုလုံထုံးလုံးနေဆိုင်ရာအချက်လက်တွေပေါက်ကြားလာရမှာမြန်မာနိုင်ငံကလည်းအတိလိုဖြတ်တောက်ပိတ်ဆို့မှုနှီးပညာတွေတင်ပို့ထားကြောင်းတွေ့ရှိခဲ့ရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ17ရက်က900ဂဂဘိုက်ကျော်လောက်ထိပမာဏများပြားတဲ့တရုတ်ရဲ့အင်တာနက်စင်ဆာတီးဖြတ်မှုစနစ်တွေနဲ့လုံထုံးလုံးနေဖိုင်တွေအင်တာနက်ပေါ်ပေါက်ကြားလာတာဖြစ်ပါတယ်။အဲ့ဒီဖိုင်တွေဟာတရုတ်မှာ Great Firewall လို့နာမည်ကြီးတဲ့အင်တာနက်စင်ဆာဖြတ်တောက်မှုစနစ်ကြီးကဘလို့တိစောက်ထားတယ်လဲ။ ပြီးတော့ဘလို့လက်ပတ်နေတယ်လဲဆိုတာကိုမြင်သာလာစေတယ်လို့ဤပညာရေးရာစောက်တီလီလာသူတွေကပြောကြားခဲ့ကြပါဗါတယ်။အဲ့ဒီစနစ်တယ်မှာ VPN အသုံးပြုမှုကိုထောက်လန်းပိတ်ဆို့တဲ့လက်ဖွေဖက်စနစ်ဆိုင်ရာအချက်လက်တွေကိုရှာဖွေတဲ့ login ဝင်မှုတွေကိုခြေရာခံတဲ့ DPI ဆိုတဲ့ဤပညာအကြောင်းလဲပါဝင်လာပါတယ်။အဓိကကြားတဲ့ထုတ်ကုန်တစ်ခုကတော့ TN ကိုဆိုတာဖြစ်ပြီးအဲ့ဒါကတော့တရုတ်မှာသုံးနေတဲ့ Great Firewall ရဲ့ပြပကိုတင်ပို့တဲ့ version ဖြစ်ပါတယ်။ပေါက်ကြားလာတဲ့မှတ်တမ်းတွေကတခုမှာတော့ TNGO ကိုမြန်မာနိုင်ငံမှာလည်းအသုံးပြုနေတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။အချက်အလက်စင်တာပေါင်း20ခုမှာထည့်သွင်းထားတဲ့အဲ့ဒီစနစ်ဟာအင်တာနက်ချိတ်ဆက်မှုပေါင်း80တန်းကိုတပြိုင်တည်းစောင့်ကြည့်ပြီးအစိုးရပိုင်းဆက်သွယ်ရေးနှီးပညာကုမ္ပဏီကအဓိကတာဝန်ယူကိုင်းတွယ်ပေးနေတယ်လို့သိရပါတယ်ရှင်။